ထမြောက်ရကြံအခန်းကြီး7ထိုအခါသာရပြားကဖာရောဘုရင်နဲ့အေဂုတ်တို့ပြည်အပေါ်မှာဘေးတစ်ပါးကိုငါရောက်စီအောင်ပြီးထိုနောက်တင်တို့ကိုလှုပ်လိုက်ပြီးလှုပ်တော့အခါ၌လည်းအကေ၍တင်တို့ကို တပြိုင်နဲ့နှင်လိုက်ပြီးဤတီလာလူယောက်ျားသည်အိမ်ကြီးယောက်ျားနိုင်၎င်းမိမသည် အိမ်မီးချင်းမိမ့်မနိုင်၎င်းဝေတစာရွှေတစာအဝိတစာတို့ကိုတောင်းစီခြင်းကလူများတို့အားပြောလို့မောရှိအားမိန်တော်မူ၏သူတို့တောင်းသည့်အတိုင်းအေဂုတ်တို့လူတို့သည် ပေးခြင်းသောစေရနာစိတ်ကိုသာဝရဖျားဖြစ်စေတော်မူ၏မောရှိသည်လည်းအေဂုတ်တို့ပြည်တွင် ဖာရောဘုရင်အကျိုးများ လူများရှေ့၌ကြီးစွာသောအတိရှိလေ၏ထို့အခါမောရှိကထာဝရဘုရားမိန်တော်မူဒီကတကောင်အချိန်၌အေဂုတ်တို့ပြည်အလေတို့ငါထွက်သွားမည်နန်းထိုင်သောဖာရောဘီတာဥမှဆ၍ကျိတ်ဆုံနောက်၌ထိုင်သောကြုံမဤတာဥတိုင်အား ်အေဂုတ်တို့ပြည်၌ရှိသမျှသောတာဥတို့နှင့်တရိစ္ဆန်တို့၏တာဥရှိသမျှတို့သည်တေကြလိမ့်မည်အေဂုတ်တို့ပြည်တလျှောက်လုံးတွင်ရှေးကာလ၌မဖြစ်စဘူးနောင်ကာလ၌လည်းမဖြစ်လက်တန့်သောကြီးစွာသောငိုကြွေးခြင်းဖြစ်ရလိမ့်မည်တို့ရာတွင်ထာဝရဘုရားသည်အေဂုတ်တို့လူတို့နှင့် ဤတီလလူတို့ကိုခြာနာစေတော်မူကြောင်းကိုတင်တို့တည်စေခြင်းကဤတီလလူတစုံတယောက်ကိုခွေးတကောင်မြမဟိယဟုမိန်တော်မူ၏ကိုရောဤကျုံဖြစ်တော်ဤလူအပေါင်းတို့တည်လေကျွန်ုပ်ထံသို့လာ၍ပြောက်ွက်လက် ထွက်သွားပါကိုတော်နဲ့ကိုတော်နောက်၌လိုက်တော်သူအပေါင်းတို့ထွက်သွားကြပါဟုပြောဆိုပြီးမှအကျွန်ုပ်ထွက်သွားပါမည်ဟုရှောက်ဆိုသည်ဖြင့်အမျက်ထွက်၍ပါရောဘရင်ထံမှထွက်သွားလေ၏ထာဝရဘုရားကလည်းအံ့ဖွယ်သောအမှုတော်တို့သည်အေဂုတ်တို့ပြည်၌များပြားမည်အကြောင်း ဖာရောဘုရင်သည်တင်တို့ဤဇကားကို နားမထောင်ပဲနေလိမ့်မည်ဟုမောရှေအားမိန့်တော်မူသည့်အတိုင်းမောရှေနှင့်အာရုန်တို့သည် ဖာရောဘုရင်ရှေ့မှဤအံပွေသောအမှု အလုံးစုံတို့ကို ပြုတော်လေထာဝရဘုရားသည် ဖာရောဘုရင်ဤနှလုံးကို ခိုင်မာစေတော်မူသည်ဖြင့်ဤတေလအမျိုးသားတို့ကိုပြေတော်မှထပ်သွားရသော အခွင့်ကိုမပေးဘဲ 你的地。